အရှေ့တီမောနိုင်ငံဟာအော်တိုဘားလာအာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီအာဆီယံဖွဲ့ကိုဝင်ရောက်ရေးလမ်းကြောင်းချုံ့မွေ့စေဖို့ကြိုးပမ်းရာမှာသူ့ရဲ့မြန်မာစစ်ကော်မရှင်ဘော်ရည်တည်ချက်ပြောင်းလဲမှုကိုအာဆီယံဒေသမှာဝေဖန်မှုတွေရှိလာခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီးတိုင်းပြည်ကိုပြည်ရင်းစစ်နုံနဲ့တက်ဆင်းစေခဲ့တဲ့2021ခုနှစ်အာဏာသိမ်းမှုကြောင့်အာဏာရလာခဲ့တဲ့မြန်မာစစ်ကော်မရှင်ကိုအဓိကဝေဖန်ခဲ့တဲ့ အရှေ့တီမောနိုင်ငံဟာပြီးခဲ့တဲ့သတင်းပတ်တွေတွင်ထင်ရှားစွာသဘောထားပြောင်းလဲခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG လိုအတိုက်ခံဖွဲ့တွေကိုတီမောမြေမှာရုံးခန်းဖွင့်ခွင့်မပြုဘူးလို့အရှေ့တီမောကဒီလစော်ပိုင်းမှာမြန်မာစစ်ကော်မရှင်ကိုကြေပြုခဲ့ပါတယ်။အရှေ့တီမောနိုင်ငံရဲ့ရည်တည်ချက်ပြောင်းလဲမှုကိုလက်တွေ့ကျတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်အိဗယ်ဖွင့်ဆိုခဲ့ပြီးအာဆီယံဖွဲ့ဝင်နိုင်ငံတွေကြားစိုးရိမ်မှုတွေဖြစ်ပျောက်ပေးဖို့နဲ့ အာဆီယံအဖွဲ့ဝင်ရောက်ခွင့်ရဖို့နောက်ဆုံးအတားအဆီးတွေကိုဖယ်ရှားပေးဖို့ရည်ရတာဖြစ်ပါတယ်။အရှေ့တီမောနိုင်ငံဟာကာလာရှိဆောင်းလိုင်းခဲ့ရတဲ့အာဆီယံဖွဲ့မှဝင်ရောက်ခွင့်ရဖို့အခက်အခဲမရှိကြတော့ဘူး။အာဆီယံဖွဲ့မှလက်တွေ့ကြတဲ့မဟာဗျူဟာမြောက်ဖိအားတွေကြောင့်ဖြစ်ပါတယ်လို့နိုင်ငံလေလာသုံးသက်သူဘူလန်ကပြောပါရယ်။အရှေ့တီမောနိုင်ငံဟာဒီအချိန်နဲ့ရောက်ဖို့ခီးဝေးရှောက်ခွဲရတာပါလို့ ISIS Yusuf Isya Institute က အာဆီယံလေးလိုင်းစင်တာရဲ့အကြီးတန်းသုတေသီဂျွန်နီလင်းကပြောပါရယ်အရှေ့တီမောနိုင်ငံဟာအာဆီယံဖွဲ့ဝင်ရောက်ခွင့်ရဖို့ဆယ်စုနှစ်ချီကြိုးပမ်းခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံစီကလွတ်လပ်ရပြီးနှစ်20ကျော်ကြာ2022ခုနှစ်မှာလေးလာသူအဆင့်ရရှိခဲ့ပါရယ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာအောက်တိုဘာ26ရက်ကနေ28ရက်ထိကျင်းပမဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲမှာအရှေ့တီမောကိုအာဆီယံဖွဲ့ဝင်ဖြစ်တရားဝင်အတည်ပြုဖို့မျှော်မှန်းရပါရယ် ဒါပေမဲ့လည်းအရှေ့တီမောနိုင်ငံရဲ့အာဆီယံဖွဲ့ဝင်ခွင့်တန်တမန်ရေးရလမ်းဟာမချောမွေ့ခဲ့ပါဘူး။မြန်မာစစ်တပ်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုအရှေ့တီမောနိုင်ငံကလူသိရှင်ကြားရှုံချခဲ့လို့2023ခုနှစ်မှာတီမောတန်မတ်ကြီးရန်ကုန်မြို့ကနေနှင်ထုတ်ခံခဲ့ရပါတယ်။အရှေ့တီမောနိုင်ငံရဲ့အာဆီယံဖွဲ့ဝင်ခွင့်ပြုရေးထောက်ခံမှုကိုရုပ်သိမ်းမယ်လို့မြန်မာစစ်ကော်မရှင်ကဒီနှစ်အစောပိုင်းမှာအာဆီယံဖွဲ့ဥက္ကဋ္ဌမလေးရှားနိုင်ငံကိုအကြောင်းကြားခဲ့ပါတယ်။ ဒီလီမြို့တော်မှာတန်ယုံတစ်ခုဖွင့်လှစ်ဖို့အရှေ့တီမောနိုင်ငံကအဆိုပြုခဲ့ပြီးအတိုက်ခံဖွဲ့တွေကိုရည်ညွှန်းကမြန်မာအစိုးရကိုစန့်ကျင်တဲ့တရားမဝင်ဖွဲ့စည်းတွေရဲ့လှုပ်ရှားမှုတွေကိုခွင့်မပြုဖို့ကတိပြုခဲ့တယ်လို့မြန်မာစစ်ကော်မရှင်ရဲ့နိုင်ငံရေးဝန်ကြီးဌာနကစက်တင်ဘာ19ရက်မှာထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်ကျန်တဲ့အာဆီယံဖွဲ့တွေကမြန်မာစစ်ကော်မရှင်ကိုအတိမတ်ပြုမှုနဲ့အတူအရှေ့တီမောကိုမြန်မာစစ်ကော်မရှင်ရဲ့ဆက်ဆံရေးပြင်ဆင်ဖို့နဲ့ ပူပေါင်းဆောင်ရွက်မှုတရားဝင်ယက်တီချက်ချမှတ်ဖို့အာဆီယံဖွဲ့ကလိုလားတယ်လို့ကျွန်တော်ထင်ပါတယ်လို့ ICC Yusuf Isyat Institute ကအာဆီယံလေ့လာရေးစင်တာရဲ့ညှိနှိုင်းရေးမှူးရှရွန်စီယာက ပြောပါတယ်မြန်မာတိုက်ခန့်တွေနဲ့ဆက်ဆံရေးဖြစ်တော့ဖို့အရှိတီမောရဲ့ဂရီကဝတ်ဟာမြန်မာစစ်ကော်မရှင်နဲ့အာဆီယံဖွဲ့ဝင်တွေအတွက်သတင်းစကားဖြစ်တယ်လို့သူကဆိုပါတယ်ဘယ်အာဆီယံဖွဲ့ဝင်နိုင်ငံမှမှ NUG ရုံးခန်းတွေမရှိပါဘူးဒါပေမဲ့ဒါဟာဒေတာရင်းအစိုးရတွေက အန်ယူဂျီနဲ့ထိတွေ့ဆက်ဆံမှုမလုပ်ဘူးဆိုတဲ့အသေးပဲမဟုတ်ပါဘူးမြမအရေးဖြေရှာဖို့ကမြန်မာနိုင်ငံတွင်းနဲ့ပြပရှိသက်ဆိုင်သူအလုံးမရှိမဖြစ်ပါဝင်ရမှာဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်အာဆီယံဖွဲ့ဝင်ချုပ်ကအရှိတီမောရဲ့လုံရက်ကိုကြိုဆိုပေမဲ့အင်ဒိုနီးရှားနဲ့မလေးရှားလိုဒီမိုကရေစီပုံစံနဲ့တိုင်းပြည်တွေက အရှိတီမောရဲ့ယက်တီချက်ပြောင်းလဲမှုကိုမသက်မသာဖြစ်ပွက်ရှိပါတယ်လို့ဂျွန်နီလင်းကပြောပါတယ်အရှိတီမောနိုင်ငံရဲ့ဆုံးဖြတ်ချက်နဲ့မဆွတ်ဖက်ရေးမှုဟာ အာဆီယံဖွဲ့ရဲ့အခြေခံစည်းမျဉ်းဖြစ်တယ်လို့နိုင်ငံလေးလာသုံးသက်သူမတ်တီယိုပီယာဆန်တီနီကပြောပါရယ်။ဒါဟာအာဆီယံနိုင်ငံတွေလေးစားသမှုထားတဲ့အထောက်အကြအနာရွေးချယ်ခွင့်တစ်ခုဖြစ်ပါရယ်။အာဆီယံဖွဲ့ဟာအရှေ့တီမောကိုမြန်မာနဲ့ဆက်ဆံရေးပြင်ဖို့အကြက်ကန်ခဲ့တာမရှိပါဘူးလို့ဖိလစ်ပိုင်တက္ကသိုလ်နိုင်ငံတကာဆက်ဆံရေးဌာနကကတိကဖြစ်တဲ့၎င်းကဆိုပါရယ်။အရှေ့တီမောနိုင်ငံရဲ့မြန်မာစစ်ကော်မရှင်ပေါ်ယက်တီချက်ပြောင်းလဲမှုဟာအာဆီယံဖွဲ့ဝင်ဖြစ်ရေးနဲ့ ဒီမိုကရေစီလှုံ့ဆော်မှုနဲ့လူခွင့်ရေးအတွက်ဒေတာရင်းနိုင်ငံတွေရဲ့ထောက်ခံမှုရဖို့ဦးစားပေးတာလို့နိုင်ငံရေးသိပ္ပံပညာရှင်ဘူလန်ကပြောပါရယ်မြန်မာစစ်တပ်ဟာဒီဇင်ဘာလမှာရွေးကောက်ပွဲပထမဆင့်ကျင်းပဖို့ပြင်ဆင်နေလို့အရှေ့တီမော်ရဲ့လုံရက်ဟာသူ့ရဲ့လုံရက်တွေအတွက်မြန်မာစစ်ကော်မရှင်ကိုတာဝန်ခံစေဖို့အာဆီယံဖွဲ့ရဲ့လုံနိုင်စွမ်းကိုဘောင်ခတ်စေနိုင်တယ်လို့၎င်းကသတိပေးခဲ့ပါရယ်အရှေ့တီမော်နိုင်ငံရဲ့အာဆီယံဖွဲ့ဝင်ခွင့်နဲ့မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအစီအစဉ်ကို လာမဲလထိတ်သီးဆွေးနွေးပွဲမှာအာဆီယံဖွဲ့ကတိကျစီကင်တွယ်ဖြည့်ရှင်းရမယ်လို့ဂျူနီလင်းကဆက်ပြောပါရယ်အာဆီယံဖွဲ့အလဲကြောင်ဥက္ကဋ္ဌတွေက NUG နဲ့ထိတွေ့ဆက်ဆံခဲ့ပြီးဒဲအာဆီယံဖွဲ့ဥက္ကဋ္ဌကမှမစွတ်ဖက်ရေးမှုချိုးဖောက်ကြောင်းစွပ်စွဲခံရတာတော့မရှိခဲ့ပါဘူးအရှေ့ဒီမောနိုင်ငံဟာအာဆီယံဖွဲ့အခြေခံမှုတွေကို အနှဲငယ်ချိုးဖောက်တယ်လို့ခန်းစားစေပါတယ်လို့သူကပြောပါရယ်အရေးအကြီးဆုံးမှာအာဆီယံဥက္ကဋ္ဌကိုဝင်တော့ဝင်မို့ဖြစ်စေမဲ့ နောက်ထပ်ပေါက်ကွဲလူနီးပါးအခြေအနေကိုဖန်တီးတာကိုတီမောလက်စ်ဒီနိုင်ငံကရှောင်ရှားလိုက်တာပါလို့၎င်းကဆိုပါတယ်